ော့မှတိုက်ဝဲပြောဒီ2025ခုနကပိုင်းနှစ်ရည်ညမှာကျွန်တော်တို့ဒီဆစ်ချောင်းနဲ့ပြချောင်းကြီးအောင်ရောက်ရှိသွားရပေါ့အဲ့လိုမျိုးရရှိသွားတဲ့အချိန်မှာဒီကျန်းဖက်လက်နက်ကိုင်ကြီးရွာထဲဝင်လာပြီးကျွန်တော်တို့တိုက်ရွေးယောက်ျားလေးတွေကိုသူတို့ဝေယဝိဇ္ဇာခိုင်းဖို့နဲ့သူတို့ခွဲထဲဝင်ဖို့ဆိုပြီးတော့သူတို့ခေါ်ဆောင်သွားရပေါ့ဒီရန်အောင်မှာပြန်ပြီးနေလို့ရပြီးပြန်မယ်ဆိုတော့သူတို့စက်ခိုင်းတွေကိုတည်နေတာတရားတရား ကျွန်တော်တို့ကဒုဒုခိုင်းတာတွေလည်းလုပ်ပြီးသွားပြီဖြစ်တဲ့အတွက်တက်ဘက်ကကြည့်လို့ရှိရင်ကျွန်တော်တို့ဖမ်းပြီးတော့နှိပ်စက်မယ်အဲ့လိုမျိုးပြောတာကျွန်တော်အမှတ်ဆက်ပြီးနေလေးရတယ်ပေါ့ကြားလာတော့လူတွေခွဲကြလာတယ်လို့ဆိုလို့ရှိရင်ကျွန်တော်တို့ပဲလောက်ကကင်းဆိုလဲကျွန်တော်တို့ပဲဆောင်ရတယ်အဲပြောမှဆိုမှရှိလို့ရှိရင်ကျွန်တော်တို့နှိပ်စက်ခံရတယ်ပေါ့ပြည်သူတွေကိုဥပဒေပဲဆိုဖမ်းတယ်ဖမ်းတယ်လို့သူတို့နှိပ်စက်တယ်ကျွန်တော်တို့ဆိုလို့ရှိရင်ဒီမိဘတွေရှိနေအဆက်အသွယ်လည်းမရဘူးမိဘတွေလည်းဆက်သွယ်မလုပ်ခိုင်းဘူးဖုန်းတွေဆိုလို့ရှိရင်လည်းတင်းထားတယ်။ဒါကြောင့်မို့ကျွန်တော်မိဘအနေနဲ့လည်းပြန်နေခြင်းနဲ့မျိုးပေါ်မှာခြားတဲ့ငယ်ချင်းတွေပြောနေတာမျိုးလို့ရှိရင်ကျွန်တော်တို့အားကြမီ ပြီးတော့ငယ်လူလူလဲ့လဲ့လဲ့နေခြင်းနဲ့ဥရေပေါင်းတွေမှာစီကဲတကြလဲ့ပြန်လဲ့နေခြင်းတာကြောင့်ကိုကျွန်တော်တို့လေးရောက်တိုင်ပြီးတော့ဖွဲထဲမှာပြာအကောင်းဆုံးဆိုတဲ့လက်နဲ့ပြူယူဆောင်ပြီးတော့တက်မလို့လဲအလင်းဝင်ရောက်လာပါအဲ့တော့တန်းလေးဝင်ရောက်လာတဲ့အခါမှာဆိုလို့ရှိရင်တက်မလို့ဘက်ကနေပြီးကျွန်တော်တို့နှိမ့်ဆက်မိမဲတာကြီးမရှိတဲ့အပြင်ကုလူလူမျိုးတွေတွေ့ကြုံရတဲ့လူကကျွန်တော်တို့အတိုင်းမတူမှန်းသားရဲ့ပြီးတော့ PDF ထဲမှာရှိတဲ့ဒီကုလူလေးပြောချင်တာတက်မလို့ထံကိုအလင်းဝင်မှာတက်မလို့ဘက်မှာလည်းလူတွေကလက်ကမ်းကြုံနေပါတယ်ဆိုတော့ကျွန်တော်ပြောချင်တယ်ပေါ့နော်ဒီညလေးက